သစင်နိုင်ငံကူးလက်မှတ်ရှောက်ထားမှုကိုပြန်လည်လက်ခံဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။မက်လာ28ရက်ကလှုပ်ခတ်ခဲ့တဲ့ငလင်းကြောင့်ယာယီရနာထားခဲ့တဲ့အွန်လိုင်းမှာသစင်နိုင်ငံကူးလက်မှတ်ရှောက်ထားမှုကိုမေလာတရက်ကစတင်ပြီးပြန်လည်လက်ခံနေပြီလို့မြန်မာနိုင်ငံကူးလက်မှတ်ထုတ်ပေးရေးအဖွဲ့မှသိရပါတယ်။ အင်အားပြင်းငလျင်ကြီးကြောင့်ဆက်သွယ်ရေးတာဝါတိုင်းတွေပျက်စီးခဲ့ရပြီး online appointment system နဲ့နိုင်ငံကူးလက်မှတ်ရှောက်ထားခြင်းကိုတလနီးပါးကြာယာယီရနာခဲ့ရမှယခုလိုပြန်လည်လက်ခံတာဖြစ်ပါသည်ဒီလိုပြန်လည်လက်ခံဆောင်ရွက်ပေးထားကြောင့် online ကျူအာကုတ်ကိုရခင်ကဲသို့ရယူနိုင်မှာဖြစ်ပြီးရန်ကုန်မြကြီးနားနယ်လာရှိုးမြို့တွေမှာရှိတဲ့မြန်မာနိုင်ငံကူးလက်မှတ်ထုတ်ပေးရေးရုံးတွေမှာနိုင်ငံကူးလက်မှတ်ဆောင်ရွက်ဖို့ online appointment ထိပ်ရရှိထားသူတွေအနေနဲ့ ်ဆောလင်စွာဆောင်ရွက်နိုင်ဖို့အတွက် appointment ထိပ်တွေပြင်ဆင်ထားရှိပေးထားတာဖြစ်သားကြောင့်မိမိတို့ရရှိထားတဲ့ appointment ထိပ်တွေကိုပြန်လည်စီစစ်ကအဆိုပါရက်တွေအတိုင်းသက်ဆိုင်ရာရုံးတွေမှာဆောင်ရွက်နိုင်တယ်လို့ဆိုပါတယ် ထားအပြင်မြကြီးနာရုံမှာနိုင်ငံကိုလက်မှတ်လျှောက်ထားဖို့အပွိုင်းမန့်ထိပ်ရရှိထားသူတွေအနေနဲ့မြကြီးနာမန္တလေးနဲ့ရန်ကုန်ရုံတွေမှာလျှောက်ထားနိုင်ပြီးလာရှိုးရုံမှာနိုင်ငံကိုလက်မှတ်လျှောက်ထားဖို့အပွိုင်းမန့်ထိပ်ရရှိထားသူတွေအနေနဲ့ရန်ကုန်မန္တလေးနဲ့တောင်ကြီးရုံတွေမှာလျှောက်ထားနိုင်တယ်လို့သိရပါတယ်ရှင်။